မြို့နယ်ဝေးကွာလွန်လာတဲ့တောရွာတသေးလေးတဲ့ရွာမှာညညဆိုဦးတွေလိုက်ဖောက်စားတတ်တဲ့ဆုံးတစေတွေရှိတယ်လို့ပြောစမှတ်ရှိပါတယ်။ရွာသားတွေကိုတော်တော်၆လန့်စေခဲ့တယ်။မိုးချုပ်ပြီးဆိုတာနဲ့အဲ့ဒီဆုံးနဲ့တွေ့မှဆိုလို့အိမ်တွေကအိမ်ပြန်မထွက်ရဲပါဘူး။တနေ့မှတော့စိန်ပြူရဲ့အဖေကစိန်ပြူကိုအစားတောက်ထွက်ရှာဖို့ခေါ်တာပေါ့။စိန်ပြူရဲ့ပစ္စည်းတွေကောင်ထုတ်ပေါ်ပြီးပြီလားကွာ။ဟုတ်ကဲ့ဖေထည့်ပြီးပြီ။မြင်မြင်သွားရအောင်တော်ကြမိုးချုပ်တော့မယ်။ မိုးချုပ်မှကြောက်နေတယ်ပေါ့ဟဟလားမိုးချုပ်တာတဘာဝပဲလေသားရဲ့ဘာတွေထွေထူးလုံနေရတော့မိုးချုပ်တာကြောက်တာမဟုတ်ဘူးအဖေဦးတွေလှလိုက်ဖောက်စားတတ်တဲ့တစီတွေကြောက်တာအဖေရဲ့ယုံနန်းစကားတွေပါသားရဲ့မဟုတ်ဘူးဆိုရင်လည်းမြင်မြန်သွားရအောင်လေအဖေနေခင်းတော့ကမိုးတော်တော်ကြာထားတာရည်ကြီးနိုင်လားအဖေမိုးတလောက်လေးကြာတာတော့မကြီးနိုင်ပါဘူးကွာဒီထက်မိုးရွာတာတောင်ရေမကြီးတာ သူတို့နှစ်ယောက်လည်းလဲတွေဖက်ဖားရင်းငါးတွေသွားရှာဖို့ထွက်လာနေတော့စိန်ပြူဟာအိမ်ပေးရကောင်မလေးတယောက်တည်းထွက်လာတာကိုတွေ့လိုက်ရပါတယ်။အဖေကူကူကြည့်အောင်တယောက်တည်းသူဘာလို့ထွက်လာလဲ။အော်သူကလည်းအဖေတို့လိုလာရှာစားနေမှာပေါ့။ဒါပေမဲ့အပြူလေးဖြစ်ပြီးညာကြီးတယောက်တည်းထွက်လာတာမကြောက်ဘူးလားမသိဘူး။သူကလည်းတားတို့လိုပဲကြောက်ကြောက်နဲ့လာတာနေမှာပေါ့။ဟင် အဲ့ဒါကိုဦးတွေလိုက်ဖောက်စားတတဲ့တစိမ့်မလားပါတန်နှောင်းဟာဒီနာလေးကဖားရရလဲစားလို့ကောင်းလိုက်တာစိန်ပြူးတို့အိမ်နာကောင်မလေးကဦးလိုက်ဖောက်စားတတဲ့ဆုံးတစီဆိုတာဘသူကထင်ပါလဲနော်သူတို့သားဘာနှစ်ယောက်လဲကြောက်ကြောက်လန့်လန့်နဲ့ပဲထွက်ပြေးသွားခဲ့ကြတယ်ဒီဆုံးတကယ်ရှိမယ်လို့အဖေမထင်ထားကွာလက်စားတတော့အဲ့ဒီကောင်းပြက်ဆုံးမှကျွန်တော်တို့အိမ်ပြကကူကူကိုယုံတော့မယုံနိုင်အောင် မနဲ့မောလင်းလာတော့စိန်ပြူတို့သားဖာလဲရွာတဲကလူတွေကိုလိုက်ပြောပြနေရပေါ့ဟုတ်လားဒီလိုဆိုရင်တော့လွတ်ထားလို့မရဘူးရွာပြင်မောင်းထုတ်มาရမယ်အဲ့ဒီချိန်မှာပဲရွာသားတယောက်ကလေနားမှာလူတယောက်ထေနေတယ်ဆိုတာကိုလာပြောပြန်တယ်လေနားမှာလူတယောက်ထေနေတယ်ဘသူကတက်သွားလဲမသိဘူးအသားတွေလည်းပေါက်ပြဲနေရပဲဟာဒီလိုဆိုရင်တော့တနေ့ငါတို့ရွာသားတွေအကုန်ထေရတော့မယ် သူ့ရွာထဲကနေမောင်းထုတ်ကြရအောင်သူ့မောင်းထုတ်ရင်လည်းငါတို့တတ်မလားမသိဘူးဒါပေမဲ့ဒီနေ့မတက်လဲငါတို့တနေ့နေ့တော့တတ်မှာသိချာတယ်အဲ့ဒါဆိုလဲဒီနေ့ပဲသူ့မောင်းထုတ်ကြရအောင်ကွာကောင်းပြီဆုံးပါကြီးထွက်သွားထွက်သွားငါတို့ရွာနေရွာနေထွက်သွားနင်တို့တွေကငါရှိမှဘာလာလောက်တာလဲဘာလို့ငေါ့လာမောင်းထုတ်နေရလဲငါမှပါအမားရှိလို့လဲငါပါအပြစ်တွေလောက်လို့လဲမင်းကဆုံးမှာပဲမင်းရွာထဲမှာရှိနေတယ်ဆိုရင် ငါတို့စိတ်မအေးနိုင်ဘူးထွက်သွားဟုတ်တယ်ငါတို့ရွာထဲကနေထွက်သွားနင့်ပါတာနဲ့ဘယ်နားမှာပဲတွားနေနေထွက်သွားပါလို့ကျမကိုဆုံးမလို့ပြောနေကြလဲဒီနေ့ဒီနေ့ကျမငားနဲ့ဖားပဲစားတာလူသားစားမြမဟုတ်ဘူးဒီမှာမနှိမ့်ညတော့ငါမျက်စိနဲ့တော့တက်အပ်မြင်တာနင့်ခေါင်းနဲ့ဦးတွေပဲတွေ့ရတာခန္ဓာကိုယ်တော့မတွေ့ရဘူးဟာအဲ့ဒါနဲ့ငါနဲ့ငါဖေကြောက်လွန်းလို့နှစ်ယောက်သားထွက်ပြေးလာတာငါတင်မကောက်အောင်တော့ငါအဖေရောမြင်တာ နေငါတို့မတွေးလိုက်မလားငါတို့တော့နင့်ကိုသေးချာတွေးလိုက်တယ်နင်မနင်အဆက်ပဲငါဖြစ်နင်းလို့တော့မယုံနိုင်ဘူးသိလားကျမဆုံးမမဟုတ်ပါဘူးရှင်ရှင်တို့တွေစိတ်မချမ်းသာဘူးဆိုရင်လည်းထွက်သွားပေးပါမယ်ငါဘာသာငါချောင်းသားမှာတွားနေတာမှအေးစိတ်နေရအောင်မယ်ခင်အောင်သူ့ဒီလိုမောင်းထုတ်လိုက်တော့ငါတို့လာမတက်လောက်လားငါတို့နဲ့နီးတာထက်ဆိုင်နည်းနည်းဝေးဝေးနေတော့စိတ်သက်သာရရတယ်လေကူကူလည်းရွာသားတွေစိတ်ချမ်းသာဖို့အတွက်ချောင်းသားကိုပြောင်းသွားလိုက်ပါတယ် ဒါပေမဲ့တနေ့မှာတော့သူတေသနာပညာရှင်တွေကဦးတွေလိုက်ဖောက်စားတက်တဲ့ဆုံးမတကယ်ရှိမရှိဆိုတာကိုကိုယ်တိုင်စုံစမ်းဖို့အတွက်စိန်ပြူတို့တောရွာကိုရောက်လာခဲ့တယ်။သူတို့ကယုံနန်းစကားကိုယုံကြည်တဲ့အတွက်ကြွာသားတွေအကြောက်လန့်ကင်းစွာနဲ့နေနိုင်အောင်ကိုယ်တိုင်လာပြီးတော့စုံစမ်းတာပါ။တကယ်တွေ့ရမလားမတွေ့ရဘူးလားဆိုတော့သိရဖို့အတွက် ကိုယ်တိုင်လာပြီးတော့စုံစမ်းတာပါ။သူတို့ရောက်လာတော့စိန်ပြူတဲ့အိမ်ကိုလာတဲပါတယ်။မင်္ဂလာပါ။ကျမတို့ဗရလောကတကယ်ရှိမရှိသူတေသနာလုပ်နေတဲ့ နိုင်ငံခြားနေလာတဲ့ဟန်နာပဲဖြစ်ပါတယ်ဒီမှာလာတဲချင်လို့ပါဗမာစကားပြောတတ်တယ်ဟောက်နည်းနည်းပါးပါးရပါတယ်ဒီရွာမှာထူးဆန်းတာတွေရှိတယ်လို့ကြားလို့လာပြီးတော့လေ့လာကြည့်တာပါအော်ဟုတ်လားမနေ့တော့မှငါတို့တွေသူ့ရွာပြင်မောင်းထုတ်လိုက်တာကျမတော့လေဒီကိစ္စတွေမယုံတကယ်ရှိလားမရှိဘူးလားဆိုတာကိုညကျရင်သိရမှာပေါ့မင်းတို့တွေသိရမှာပါ အခုတော့ခရီးပန်းလာရောပေါ့ရေမိုးချိုးပြီးတော့ထမင်းလေးပါလေးစားတော့အိမ်တဲရောက်လာတော့ ူးအဖေလည်းစိန်ပြူးနဲ့မိတ်ဆက်ပေးပါတယ်။စိန်ပြူးရေလာအဖေမိတ်ဆက်ပေးမယ်။ဒါဟန်နာတဲ့နိုင်ငံခြားနေပြီးတော့ဥထုပ်သေးရဲ့အကြောင်းလာပြီးလေ့လာတာတကယ်ရှိတယ်ဆိုတာသူကမယုံလို့တဲ့ဟန်နာဒါတော့ငါရဲ့တူတီတော်သားစိန်ပြူးတဲ့ဟုတ်ကဲ့မင်္ဂလာပါအေးအေးနင်တို့ကဆုံးမအကြောင်းလေ့လာမယ်ဟုတ်လားဟုတ်တယ်ကျမတို့မျက်စိနဲ့မမြင်ကျမတို့ကမယုံနိုင်ဘူးတကယ်ရှိတယ်ဆိုရင်လည်းတက္ကသိုလ်ကလုံးသိရတာပေါ့ရှင် ကျမကြားတာတော့ရှင်တို့ကိုယ်တိုင်မြင်ခဲ့တာဆိုဟုတ်လားဘလို့ကြီးလဲဘလို့နေရမှာလဲကြောက်တာပေါ့ဟာပြေးတာမှာဖက်နှက်တောင်မပါတဲ့ထိပဲမင်းတို့လေးလာချင်တယ်ဆိုရင်ရပါတယ်ညာကြလိုက်ပို့ပေးမယ်မင်းကိုထားခဲ့ပြီးထွက်ပြေးရင်တော့စိတ်ထဲမထားနဲ့ပေါ့ပြင်ဆင်ထားပေါ့လေဟန်နာလည်းပစ္စည်းတွေကင်မရာတွေပြင်ဆင်ပြီးသူတို့သားဖားနဲ့လိုက်သွားခဲ့တာပေါ့ဦးထုတ်စားတဲ့ဆုံးမထွက်လာနိုင်တဲ့နေရာရောက်တော့ဟန်နာလည်းကင်မရာလေးကိုပြင်ဆင်ထားလိုက်တယ်ဒီနောက်မှာကင်မရာထောင်ထားလိုက်မယ်နော် တို့လည်းခြုံပုတ်ထဲမှနေပြီးပုံနေတဲ့ချိန်မှာပဲကြက်သိမ်းမွေးညင်းနဲ့တပြန်ပြန်ထလာပြီးကြောက်နေကြတာပေါ့ဒါပေမဲ့ဘာမှမထူချဘူးညတကောင်ရောက်တဲ့ချိန်မှာတော့ဖိတ်စိန်ပြူနင်ပါကြလဲဘာမှမကြောက်ငါရဲ့စားကောင်းတောက်ဖွယ်လေးဘယ်နားမှလဲဟိုမလေးကြားနေရပြီဟုတ်တယ်ဟုတ်တယ်ကြားလာပြီဟာအဲ့ဒါအဲ့ဒါဘာကောင်းကြီးလဲအေးအဲ့ဒါမင်းတွေ့ချင်နေတဲ့ဆုံးမပဲ ဘာလို့ကျမနှလုံးနဲ့တလောက်တောင်မှခုံနေရလဲတသက်နဲ့တကိုဒီလိုတစ်ခါမှမတွေ့ဘူးသူတို့ကြောက်လန့်နေတော့မှအဲ့ဒီဆုံးလဲသူတို့ရှေ့ကိုရောက်လာတဲ့အတွက်အကုန်ကြောက်ပြီးထွက်ပြေးသွားခဲ့တယ်စိန်ပြူတစ်ပင်နာသွားပုန်းနေလဲစုံကြီးဟာသူ့နောက်ရောက်သွားတယ်ဟယ်လိုညရင်မဟုတ်ချုပ်ဒီနာပါလို့လာရက်နေရလဲစိန်ပြူငါတို့လည်းနင့်ကိုလာကြည့်တာလေငါငါဖီစီသွားလောက်မယ်နော်ဟယ်လိုဟယ်လို ီအီးပါနေကြလားခြုံထဲမှာဟုတ်လေကျမကသူတို့နဲ့လိုက်လာရုံတတ်တတ်ပါဦးလေးရောပါလာလောက်တာလဲဩဟိုဟိုလေလေကောင်းလေတန်လာရှူတာပါလလဲတာတယ်လေလေကအေးအေးလေးတိုက်နေတယ်ဆိုတော့နေလို့ကောင်းလို့လေခဏနေတော့စိန်ပြူလဲပြေးလာရင်သူတို့နဲ့တွေ့သွားတယ်အာအမလေးဘဲမှာပြေးနေနေတော့ငါမင်းတို့အန်တယ်ပြုတ်ဖို့စိတ်ကူးမရှိပါဘူး ကျမပါလို့ဒီလိုဖြစ်နေတာလဲဆိုတော့သိချင်မှာပေါ့အရင်ကလည်းကျမတာမန်မင်းကလေးတယောက်ပဲအလိုလိုနေဘာလို့ဒီလိုဖြစ်သွားလဲဆိုတော့ကျမလည်းမသိဘူးဒါရီလာပြောနေရမယ့်အချိန်ဟုတ်လို့လားကျမပြောပြမယ်မနဲ့မိုးလင်းလာပြီဆိုရင်ညကိစ္စကျမမမှတ်မိဘူးဒါထူးတော့ထူးဆန်းတယ်မလားအဖြစ်မှန်တွေကိုကျမအမြဲတမ်းရှာဖွေလာခဲ့တယ်အဲ့ဒီတော့ကစိန်ပြူနဲ့သူ့ရဲ့ဖေကျမကိုမြင်သွားတယ်သူတို့ကျမကိုလာမောင်းထုတ်တဲ့နေ့မှာပဲအဖြစ်မှန်ကိုသိရလို့ရွာထဲကနေထွက်လာလိုက်တာ ဒီနားမှာလာနေရင်ညတကောင်ရဲ့အဖြစ်ပြက်တွေကိုဖြည်းဖြည်းချင်းတွေးကြည့်တော့မှကျမကောင်းပြက်ဆုံးတယောက်ဆိုတာသိခဲ့ရတာဒီကိစ္စကြောင့်ကျမတော်တော်စိတ်ပင်ပန်းဝမ်းနေရတယ်။ဒါပေမဲ့ကျမငားတွေဖားတွေပဲစားတာလူမစားဘူး။အဲ့ဒီနေရာထိသွားတဲ့လူကကျမတတ်တာမဟုတ်ဘူးလို့ပြောရဲတယ်။အစာရှာထွက်ရင်တောကောင်တွေစားတာခံရတာလည်းဖြစ်နိုင်တာပဲလေ။မယုံရင်ကျမမှတ်ညံထဲဝင်လာကြည့်လို့ရပါတယ်။ကျမလူတယောက်မှမစားဘူးပါဘူး။အင်းမငါတို့ယုံပါပြီ။ ပြီးတော့ကျမဆုံးဖြစ်ရတာမျိုးရိုးကြောင့်ပါအင်းမော်လေးဘသူမှမလို့ချင်တဲ့အမွေဆိုတာမျိုးပေါ့ဟုတ်ပါရဲ့အဲ့ဒါကြောင့်ဦးလေးရကျမကူညီပေးပါ ကျမတီလိုဘဝမျိုးနဲ့အသက်ဆက်ပြီးမရှင်ချင်တော့ဘူးဟေးငါဘလို့ကူညီရမှာလဲကျမမီးရှို့ပေးပါကျမဘဝအသက်ပြောင်းချင်နေပြီဒီလိုဆုံးတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေမနေချင်တော့ဘူးကျမကူညီပေးပါနော် အေးပါငါသူများအသက်မတက်ချင်ပေမဲ့ နေရတောင်းဆုံမှုနဲ့ရွာသားတွေရဲ့စိတ်ချမ်းသာမှုတွေငါလှုပ်ပေးပါမယ်။ကောင်းမွန်တဲ့ဘဝမှာနေထိုင်နိုင်ပါစေကွယ်။ကျေးဇူးတင်ပါတယ်ဦးလေးရဲ့။ကူကူရဲ့တောင်းဆုံမှုကြောင့်သူတို့လည်းအဲ့ဒီညမှာတင်ဆုံးမကိုမီးရှို့လိုက်ကြပါတယ်။ဟန်နာလည်းအဲ့လိုမြင်တော့တနာသွားပြီးဗီဒီယိုရိုက်ချတာတွေမတင်တော့ပဲနေလိုက်တယ်။ဟန်နာအဖြစ်မှန်ကိုသိပြီဆိုတော့ပြန်တော့နော်။အစ်စ်ထက်ရှိလာရင်နင့်ကိုလာစားသွားမှာဆိုလို့။ဟုတ်ကဲ့ပါ။မနဲ့ရောက်ရင်ကျမပြန်တော့မှာပါ။ မနဲ့မိုးလင်းလာတော့စိန်ပြူတို့သားဖာလဲဟန်နာပြန်ဖို့လိုက်ဖို့ပေးလိုက်တယ်။ကျမပြန်တော့မယ်နော်။အဆဆအရရအတွက်ကျေးဇူးပါ။အေးပါကွယ်။ဟန်နာလည်းပြန်သွားခဲ့ပါပြီ။စုံမကူကူမရှိတော့တဲ့နောက်ရွာသားတွေလည်းစိတ်လက်ချမ်းသာစွာနဲ့နေနိုင်သွားနိုင်ခဲ့ပါပြီ။